မင်္ဂလာပါအမဒီနေ့ share လုပ်ပေးသွားမှာကြတော့ AutoCAD မှာ area command နဲ့ဒီ boundary command ရဲ့အသုံးပြုပုံကိုဒီ lesson လေးမှာပြပြပေးသွားမှာဖြစ်ပါတယ်နော်အဲ့တော့အမတို့ဒီ area command တွေကိုစတင်လာကြည့်အောင် area ဘယ်လိုနေရာမျိုးတွေမှာသုံးတာလဲဆိုတော့ row area တွေကိုသိချင်တာမျိုးပေါ့နော်အခန်းတစ်ခန်း area တွေကိုသိချင်တယ်နေမြေလက်ပြင် area တွေကိုသိချင်တဲ့အခါမျိုးပေါ့ ဒါမျိုးဆိုဖော်ပြပေးလို့ရတယ်အဲ့တော့ area ကြွမဲ့ object ကအချက်ရှိရာသူက close ဖြစ်ရမယ်နော် close ဖြစ်ဖို့လိုအပ်တယ်တစ်စက်တည်းဖြစ်တာမဖြစ်တာရှာတယ်နော်ပြောချင်တာက close ပို့လိုက်ဒါမျိုးပဲဖြစ်ဖြစ် close တော့ဖြစ်တယ်တစ်စက်တည်းမဟုတ်တဲ့ area မျိုးပဲဖြစ်ဖြစ်ပေါ့နော်ရှာပါတယ်အဲ့ဆိုအခုအမက rectangle တစ်ခုဆွဲလိုက်တယ်နော် IC enter နဲ့ click ချရဲအ5 comma 5ပေါ့ဒါမှလည်းမပက်လဲ return နေလေးပေါ့နော် return ကဟာသူက select ကောက်ကြည့်လိုက်တဲ့အခါမှာ right click property မှာသွားစေရင်သူက polyline cross လည်းဖြစ်တယ် polyline လည်းဖြစ်တယ်ဒါဆိုတော့အပိတ်တစ်စက်တည်းဖြစ်တဲ့ object ပေါ့နော်တော့ဟုတ်မတို့ကအခုဆွဲထားတဲ့ object က မ single line ရေးပဲရေးဆွဲထားတယ်ပေါ့နော်ခုဒါ၅ပဲဒါနော်ဒါလေးက၅နော်ဒီလိုလေးပိတ်လိုက်တယ်ပေါ့အော်ဒါ line object ကို၃ line ဆွဲထားတာ close တော့ဖြစ်ပါတယ်တစ်စက်တည်းတော့မဟုတ်ဘူးအဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်ဒီ object တစ်ခုကအပိတ်ဖြစ်တယ်ဒါဆိုအပိတ်ဖြစ်နေမှာတို့ area ရှာပြီးရပြီနော်အဲ့တော့တစ်စက်တည်းဖြစ်တဲ့ object ဆိုရင်ဘယ်လိုသုံးပြရမလဲဆိုတော့ command မှာရိုက်ထည့်ပြရပါမယ် area area enter အဲ့ဒီမှာ object ကိုသုံးပြရမယ်နော် o enter တိလို့တဲ့ area တိလို့တဲ့ object ပေါ်မှာအမှောင်ဆက်လက်လေးပြပေးလိုက်ရမယ်ဒါဆိုသူ့ရဲ့ area ကို command bar မှာပေါ်ပြပေးတယ် area အနေနဲ့ဆိုရင်25 parameter နဲ့ဆိုရင်20 ီ area ရဲ့တန်ဖိုးတွေကလက်ရှိဖွင့်ထားတဲ့ unit format အတိုင်းသူကတက်ရအောင်เนาะအမက unit မှာ inch သတ်မှတ်ထားတာမဟုတ်လို့ဒါ inch ပေါ့အဲ့ဆိုရင်ဒီဘက်က object ရဲ့ area ကိုသိချင်တဲ့အခါမှာကြောင်တော့သူကတစ်စက်တည်းမဟုတ်ဘူး single line နေရေးဆွဲရတာအဲ့တော့အဲ့လို object မျိုးကြောင်တော့အမက area ကိုပြရလဲဆိုရင် area enter area enter လို့ပြောပြီးရင်ထို object ရဲ့ဒီ down လေးတွေပေါ့နော် down လေးတွေမှာ click ချအောင်3000ရှိတော့3000ချ first second third enter အဲ့ဆိုရင်သူ့ရဲ့ area ကို command bar မှာပေါ်ပြပေးလိမ့်မယ် command bar မှာပေါ်ပြရလဲဆိုတော့အမတို့ဒီမှာ command bar မှာမတွေ့ရအောင်ဖြစ်နေမတွေ့ရအောင်ဆိုအမတို့က F2 လို့ test window လေးကိုဖွင့်ချလိုက်နော် ါဆိုသူ့ရဲ့ area ကမတော်ဒီမှာဘယ်လောက်လဲ12.5 parameter လေးဖော်ပြပြီးတော့တွေ့ရတယ်နော် F2 လေးနဲ့ဖွင့်ကြည့်ပြီးလို့ရတယ်နော်ကျမတို့က area ရှာတဲ့အခါမှာတစ်စတဲဖြစ်နေရမယ်ဆို object နဲ့ပုံပြီးတော့တစ်စတဲမဟုတ်တာအတွက်ဆိုရင်တော့ down လေးဒီမှာ click ချပြီးတော့ area ကိုရှာပေးလို့ရတယ်။နော်အဲ့တော့ဒီ object ကြတော့ပို့ပြီးတော့သူကအမှတ်တွေကိုတမှတ်ချင်းစီချပြီးတော့သုံးတာထက် သူကပို့ပြီးတော့လွယ်ကူလာဘူးเนาะနောက်တစ်ခုကကြတော့မတို့ရင်ကိုယ့်ရဲ့ object ကအပိတ် area ပါဗောနော်ပုံစံအမျိုးမျိုးရှိနေရမျိုး shape ပုံစံအမျိုးမျိုးဖြစ်တာမျိုးလေတွေ့မှာပေါ့ဥပမာခုဒါ30ပေါ့30ငါဟုတ်ပြီဒါ30 လုပ်ဖိတ်ထားမယ်နော်မာကဒီမှာ object တခုကို site ကတလုံးဆွဲထားမယ် gy ဒီလောက်ပဲဆွဲပါမယ်ဒါမျိုးပေါ့နော်အဲ့ဒီလိုပုံစံမျိုးတွေလည်းရှိရှိမယ်။သို့မဟုတ်အမဆွဲထားတဲ့ object လေးတွေပေါ့နော် object တွေကကျော်ထွက်နေတယ်ပေါ့တစ်ခုတစ်ခုကဒီလိုမျိုးထိဆက်နေတဲ့ပုံစံမဟုတ်ဘဲနဲ့ပုံစံအမျိုးမျိုးနဲ့ပေါ့နော် class တွေပေါ့ဒီလိုမျိုးလည်းရှိရှိအဲ့အခုဆိုရင်ဒီ object ကအကွေးကြီးလည်းပါနေပေါ့နော်အခုဒီဘက်က object ဆိုရင်အနားဆုံးနေရာကမထိနေဘူးပေါ့ အဲ့မထိနေတော့အမတို့ကဒီအပိတ်ဖြစ်နေတဲ့သူကအပိတ် area ကိုပဲသူကရှာပြရတာဟုတ်နော်အဲ့တော့အပိတ်ဖြစ်နေတဲ့ဒီ area ကိုရှာဖို့အတွက်ဘယ်လိုပုံစံမျိုးတွေကြောင်းအမတို့ကဘာလုပ်ရမလဲဆိုတော့အဲ့ဒီ object ဒီအပိတ် area ကိုနော်အစ်စ်တစ်ခုရရှိအောင်လို့ကျွန်တော်တို့ဒီမှာ comment လေးတောင်းအောင် boundary ဆိုတဲ့ comment လေးကိုတောင်းပြရအောင်နော်ဒါဆိုသူ့ရဲ့ဒီအနားတွေကကြော်ထွက်နော်သူ့လိုမျိုး ထိဆက်နေမှာမဟုတ်ဘူး။အဲ့ဆိုအမတို့ဒီမှာ boundary လေးတုံးကြည့်အောင်။ boundary command ကိုတုံးကြည့်ရင် bo ကိုလိုက်ထည့်ရမယ်နော်။ enter ။ pip point ကိုယူလိုက်ပါ။ area အတွက်လိုတဲ့သူရဲ့ update ပေါ့နော်။ boundary command ကလည်း update ဖြစ်နေတဲ့ area ကိုပဲသူရဲ့ internal area ကိုပဲ delete ချလို့ရတယ်။နော်မဟုတ်တဲ့ဒီဘက်ကအပိတ်ပုံတော့သွားချလိုက်လေပြီးမှာမဟုတ်နော်။ဒါလားမပြီးနော်။အဲ့တော့သူ့ရဲ့ဒီပေါ့အပိတ်ဖြစ်နေရဲ့ object ရဲ့ internal point မှာပဲ click ချပြရမယ် enter ဒါဆိုရပြီ click ထောက်ကြည့်လိုက်ရင်ဒါဒီဒီ object ပေါ့နော်အဲမတော့အဲ့ဒီ object လေးကိုဘူးလေးနဲ့ရွှေ့ထုတ်လို့ဘူးနဲ့ရွှေ့ထုတ်ရင် pixel selection ဘူးနဲ့ရွှေ့ထုတ်မယ်နော်ဒီလို window ကို crossing လို့လည်းရွှေ့ပါတယ်အဲ့လိုရွှေ့လိုက်ရင်သူကဒီဖေးဘက်ကအနားတွေပါအခါလေးတည့်သွင်းဖြစ်သွားလိမ့်မယ်နော်အဲ့တော့မာကမူကို click နဲ့ရွှေ့လိုက်တယ်ဒီလို object မျိုးပေါ့ရှာပြီ ဖျားဆိုအမှားပါအခုဒီ object က boundary creation လုပ်လိုက်တာဖြစ်တဲ့အတွက်ကြောင့် right click property မှာသွားကြည့်တဲ့အခါမှာသူက pole line နော် pole line object ဖြစ်သွားပြီ။ဒါဆိုရင် pole line object ကိုလည်းလုပ်ပြီးလို့ရတယ်နော်။အဲ့တော့အခုဒီ object ကတော့ update တော့ဖြစ်ပါတယ်။တစ်စက်တည်းမဟုတ်ဘူးဖြစ်နေရဲ့။အဲ့ဆိုအမှားသူ့ကိုလည်းဘာလုပ်လဲ boundary creation လုပ်ပြီးလို့ရတယ်နော်။ view enter pinpoint နေတဲ့အတွင်း area ကို click enter ပြင်ပါတော့မယ်မူးနဲ့ဖိအောင် MN ကြောင့်ဒီလို window crossing သွားဖိလိုက်နော်အောက်ကဒီ main original line ကိုပါဆွဲရွှေ့လို့ဖြစ်သွားတော့တခြားစီခွဲမထုတ်ပြီးဘူးနော်အဲ့တော့ရွှေ့ရွှေ့တဲ့အခါမှာ pick clean နဲ့ဒီလိုမျိုးရွှေ့ပြရနော်အဲ့တော့မှအမတို့ကရွှေ့ယူခြင်းကိုခံလိုက်ရတာဒီအစ်စ်ရလာတယ် close pole line object ဖြစ်မယ်ဒါတော့ main ဖြစ်နော် main လေးဖြစ်လိုက်ပေါ့ရှုံးလို့ဆိုရှားပါမယ် ဒါဆိုဒီတို့သူတို့ရဲ့ area တွေလည်းသိကြပါတယ် area ကြီး and then တစ်စတဲ့ဖြစ်နေရဲ့ဆိုတော့ one then select ကောက်လိုက်ပါဟိုသူ့ရဲ့ area ဟောပြပြရအောင်ကြည့်ရပါတယ်ဒါဒီဘက်ကအသေးလေးအောင်ကြွတ်မယ် area enter o enter select ကောက်လိုက်ပါသူ့ရဲ့ area ကိုကြည့်ရပါမယ်ဟုတ်ပြီကြည့်အောင်ဆိုရင်အမောင်ရီကဒီ area တွေကို ်ဧရိယာတစ်ခုနဲ့တစ်ခုပေါ့မလို့ချင်လို့ဆိုတော့ပေါင်းလာပြီလို့လေ at ပေါ့နော်နောက်တစ်ခုက subtract နှုတ်ထုတ်တာမျိုးလေလုပ်ပြီးလို့ရတယ်နော်အဲ့ဒါဆိုခုအမတို့ကဒါခုနှစ်ကောင်ကကြာတစ်ခုချင်းစီရဲ့ဧရိယာကိုသိချင်ရင်သုံးတဲ့ပုံစံခုအမကဒီ object area ဒီ object area နော်အဲ့တော့သူတို့သူတို့သူတို့တွေဘာလို့ကျင်တာလဲ area တွေကိုပေါင်းကျင်အဲ့တော့ပေါင်းမယ်ဆိုရင်တော့ ပို့ပြီးတော့တွေ့ကူပါအောင်လို့အမကအခုဒီလိုမျိုးတစ္ဆေထဲမဟုတ်တဲ့ option နဲ့တစ္ဆေထဲဖြစ်တဲ့ option နဲ့ဒီတစ်ခုမတူအောင်လို့သွားမပေါင်းနဲ့နော်ပေါင်းတဲ့အခါမှာပေါင်းတာပဲဖြစ်နှုတ်ထုတ်တာပဲဖြစ်ပို့ပြီးတော့တွေ့ကူစေခြင်းကြီးအမကဒီ object ကိုပေါင်းတော့မယ်ကိုလေ boundary creation လို့ပြောတာအဲ့မျိုးဆိုရင် तू อ่ะเนาะအမှတ်တွေကိုတစ်ခုချင်းထောက်ရတာချက်ပို့ပြီးတော့ offset နည်းနဲ့ပုံပြီးပို့ပြီးတော့လဲခဲ့နော်။ဒါပဲ။ဟောအမတို့ဒီမှာ area လေးရှိ offset လေးရှိမှာပေါ့နော်။ disappear ဖြစ်မယ် disappear ဖြစ်မယ်နေခုရှိတယ်ပေါ့။အဲသူတို့တွေကိုပေါင်းကြည့်ရအောင်။ area enter at area တုံးချက်နဲ့ e enter လို့ပြောပြရတယ်။ offset ကိုပေါင်းပေါင်းလို့ o enter လို့ပြောပြပါအဲ့တော့အမတို့ကပေါင်းကြည့်မယ်စမတခါပြရတယ်နော် အဲ့ဆိုသူလက်ရှိပထမတစ်ခါကြားရတဲ့ခါမှာသူ့ရဲ့ဒိုတရတာ25ပဲရှိသေးတယ်။နော်ဘာဖြစ်လို့လဲဒီ area တစ်ခုစားအတွက်နောက်တစ်ခါအမကချက်ပြလိုက်သူနှစ်ခုကိုပေါင်းလိုက်တယ်။အဲ့ဆိုခုနှစ်က return gain ထားနေကိုပေါင်းလိုက်တော့သူ့ရဲ့ဒိုတရ area က37.5ဖြစ်သွားတယ်။ချက်ပေါင်းမယ်ဒီလောက်ဖြစ်သွားတယ်။နော်ချက်ပေါင်းမယ်ဒါဆိုသူ့ရဲ့ဒိုတရကဒီလောက်ဖြစ်သွားမယ်။ဒါမျိုးပေါ့နော်။ဟုတ်ပြီ။ ဲ့တော့အဲ့လို area တွေကိုပေါင်းပြီးသွားပြီဆိုရင်အမတို့ကဒီပေါင်းတဲ့အဆင့်မှာပဲပေါ့နော်ဒီ total area ကိုရှာခြင်းလဲဆိုရင်တော့အမတို့ကဒီအခြေအနေမှာ enter enter နှစ်ချက်နဲ့ထွက်ပြီးတော့သူ့ရဲ့ total area ကိုရှာရဲပေါ့နော်ဒီ၄ခုပေါင်းခြင်း area ပေါ့အဲ့တော့အဲ့လိုမဟုတ်ဘဲနဲ့ဒီခါလေးကြာရင်ဒီပေါင်းပြီးသား area တွေရဲ့မှာမှာမလို့ခြင်းတဲ့ area ကိုပြန်နှုတ်ထုတ်တာမျိုးတွေလည်းရှိလာနိုင်တယ်နော်ခုအမတို့က၄ခုပေါင်းလိုက်တယ်ပေါ့နော်၄ခု offset လေးခု area ကိုပေါင်းလိုက်တယ်အဲ့လေးခုရဲ့မှာမှာအခုအမကဒီ return ရဲ့ area ကိုပြန်နှုတ်ထုတ်ခြင်းနဲ့နှုတ်ပေးလို့ရတယ်နော်အဲ့လိုနှုတ်ထုတ်တာကိုကျွန်တော်ဘာလို့ခေါ်လဲဆိုတော့ subtract option ပေါ့ subtract area လို့ခေါ်တာပေါ့နော် subtract လုပ်ပေးမယ်အဲ့တော့ဒါဆိုရင် area တကူအနေပြီးတော့မှာနော် area ကိုနှုတ်ထုတ်ခြင်းနဲ့အခါမှာဆိုရင်တို့ကအရင်ဆုံးအမကအရင်ပေါင်းထားပြီးမှလိုအပ်တယ်ပေါင်းပြီးတော့မှပြန်ပြီးတော့နှုတ်ထုတ်ပြရမယ် အမှတော့ပေါင်းနဲ့အဆင့်ကိုရင်လို့ပြရမယ် area enter a enter o enter ပေါင်းလိုက်မနော်1 2 3 enter ပြီး enter check out ပြီးပါပြီဒီမှာ subtract လို့သုံးမိကျွန်တော် s enter ပြီး o enter လို့ပြန်ပြောပြရမယ်ဒါလေးနှုတ်ပါလေဒီ rectangle လေးနှုတ်ဆက်လက်ကပ်ပြီး အဲ့ဆိုရင်ဘာဖြစ်သွားလဲသူ့ရဲ့တူတေယူရီယာခုနကတရားကျောင်းကလေဘာဖြစ်သွားလဲ84.0246 inch ပေါ့နော်ဖြစ်သွားတော့တွေ့ရပါတယ်ပြီးသွားပြီဆိုရင်တော့ enter enter နဲ့ချက်နဲ့ comment ထုတ်ပြရပါမယ်ဒီ lesson လေးမှာ area comment နဲ့ boundary နဲ့ပေါ့နော်သုံးပြသွားတယ်ဒီ comment လေးနှစ်ခုပြန်ပြီးတော့ brightness ပြန်လုပ်ကြည့်ပေးနိုင်ပါလိမ့်ရှင်ကျေးဇူးပါ